အရှုံးဆိုတာဘာကိုပြောတာတုံးလို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တံမှာအကုသိုလ်တွေဖြစ်သွားမှအရှုံးမှာတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်တော့ဆိုရင်ခုံကိုထိခိုက်လို့စော်စားခံလိုက်ရလို့ခုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာ ဆုံးရှုံးသွားမှ ဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ် ကိုစိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုစိတ်ဓာတ်ကလေးဆုံးရှုံးမှုအနှစ်သာရမဆုံးရှုံးမှုကပိုတာဝန်ရေးကြည့်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငယ်ရဲ့မရောက်ဘူးခုံတိတ်ခါတွေဆုံးရှုံးသွားတာအပင်ငယ်ရဲ့မရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့် ဘာကအပင်ငယ်ရဲ့ရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လာရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ပုံမျိုးအ ਨੇ ဆုံးတော့အယုတ်ဆိုးအကြည်တန်တဲ့ဘဝကိုပို့ပေးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက်တချို့မျက်နှာလေးတွေအပြုံးရွှင်တဲ့မျက်နှာရှိတယ်တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိဘာဖြစ်လို့ဟိုဘဝတုန်းကခဏခဏစိတ်တူတယ်လို့စိတ်တူနေတဲ့အချိန်မှန်နေကြည့်လိုက်ပေါ့ ဘလို့မလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲတော့ရဆက်ပြီးတော့အဲ့ဒါကိုကကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့ဗြဟ္မာဇာလတုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲပတန်တာလို့ခေါ်တဲ့ချင်းမွန်းခံရမှုနဲ့ကျုံးလာပြီဆိုလို့ရှိရင်အလုံး ်ချင်းမွန်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လည်းဝမတာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောညသောအပြင်လူတွေကဝမ်းတာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလဲလောကရန်ကိုမခံနိုင်လို့စိတ်ရလှုပ်ရှားမှုလို့ခေါ်တယ်ချင်းမွန်းခံရလို့ရှိရင်နဲ့ဝမ်းတာနေမယ်ဆိုရင်မဆုံးရှုံးနိုင်တော့ဆိုလို့ရှိရင်အဲ့ဒီဝမ်းတာမှုကြောင့်ဒါလေးတွေကျဉ်တ်နေပြီးတော့ ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်တဲ့ဟောမဝင်မြင့်သွားရင်ဒီတဲ့ပို့ဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝန္တာလုံးအာကြီးနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံသွားနိုင်တယ်ဒါကြောင့်ဝန္တာမလီနဲ့ဘာလို့อ่ะ appreciate လုပ်ရမယ်အေး तू ပြောတာမှန်တယ် तू ချီးမွမ်းတဲ့အတိုင်းဟုတ်တယ်ဒီလိုပဲ appreciate လုပ်ပါ